ပူတာအုံမြို့နယ်မှာစစ်ကောင်မရှင်ပူပေါင်းတပ်တွေစစ်ရေးလှုပ်ရှားမှုတွေခက်ဆိတ်ဆိတ်လုံဆောင်နေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်စီကသိရပါဗါးဟန်နသတင်းပေးပို့ထားတာပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းကပူတာအုံမြို့နယ်တန်ကြားကြီးရွာအနီးစစ်ကောင်မရှင်တပ်နဲ့ KAI ပေါင်းတပ်တွေထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်စစ်ကောင်မရှင်တပ်ဘက်ကစစ်ရေးလှုပ်ရှားမှုတွေတောက်လျှောက်ပြုလုပ်နေတာဖြစ်ပါတယ်ကျွန်တမရထရဒင်းကျင်းရှိမှုရှိမှုတယ်ဘာမကိုက်ကြလို့မလို့အခုတလောတော့သူတို့ဘက်တောက်လျှောက်စေးလှုပ်ရှားမှုတွေလုပ်နေတယ် ရှမ်းဘောမြို့နယ်ပူတောင်မြို့ကမြို့ဝင်ထွက်လန်းနေနဲ့မြို့ပတ်လန်းနေမှာတော့အောက်တိုဘာတတိယပတ်လောက်ကစပြီးတားဆီးစစ်ဆေးတာတွေလုပ်နေတယ်။တန်ကြာဘက်မှာလည်းစစ်တပ်ကစစ်ရေးလှုပ်ရှားလာလို့တိုက်ပွဲဖြစ်ကြတာ။တန်ကြာရေကောငါတန်ကြာမရေမကောက်တော့ပုံမြန်ပေါ်ငါပြည်ခရရနဝမ်ဘာဆယ်ရနေ့ကစပြီးစစ်ကော်မရှင်ပူပေါင်းတပ်တွေကမလိခမြကျော်အတိုင်းစီရေလှူရှာလာတာကြောင့်တန်ကြားကြီးရွာအနီးမှာကရင်ပူပေါင်းတပ်တွေနဲ့ချီတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မချံပေါ်မြို့ပေါ်ရှိခလာရတစ်သုံးခွန်တက်ကစစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးစီရီလှူရှာခဲ့တာကြောင့်ထိတွေ့တိုက်ပွဲဖြစ်ပွားရတာဖြစ်ပြီးစစ်ကော်မရှင်ပူးပေါင်းတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒေဆုံးမှုရှိတယ်လို့လက်နက်တချို့လည်းတင်စီရမိခဲ့တာလို့သိရပါတယ်။အိုးရေငါရချေဒါစ်တာပူရှိရရှိနေကောနော်။တလောကဒီလ10ရက်နေ့ကနေ18ရက်နေ့ထိတန်ကြာကြီးရွာနာမှာတိုက်ပွဲဖြစ်တယ်။ ။ပန်ဂျာပီမလိခမြစ်ဘက်မှာပြစ်ကြတယ်။18ရက်နေ့အထိဖြစ်တာကသူတို့ဘက်ကတပ်ပြန်ဆုတ်သွားတယ်။အဓိကသူတို့ဘက်ကစည်ရေးလှရှားလာလို့ထိတွေ့တိုက်ပွဲဖြစ်တဲ့သဘောပါပဲ။တန်တုံပူမီယန်တထင်ကိုပီနေလို့ပူတာအုံမြို့အနီးဝန်းကျင်မှာတစ်ဖက်တိုက်ပွဲခက်စစ်စိတ်ဖြစ်ပွားလာပြီးတဲ့နောက်စကောမရှင်တက်ကပူတာအုံမြို့မှာလည်းစီရီပစ္စည်းမှုတွေအရှိန်အဟုန်မြင့်လွတ်ဆောင်နေတယ်လို့ဒေသခံတွေစီယာတီးရပါတယ်။တန်ကြာကြီးရွာကတော့ပူတာအုံမြို့နဲ့ KIA ထိန်းချုပ်ထားတဲ့ ဆွန်ပရာဘုံမြို့နှစ်ခုကြားမှာတည်ရှိတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ကအော်တိုဘားလကုန်ပိုင်းကစပြီးပူတာဝုံမြို့အရှိဘက်မချမ်းဘောထန်ကားဘက်နဲ့မြို့ရဲ့တောင်ဘက်ပူတာဝုံမြို့နားလမ်းပိုင်းရှိဆွန်ပြည်ရန်တန်ကြားဘက်ကိုစီရီလူရှာမှုတွေခက်ဆက်စိတ်ပြုလုပ်လာနေတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကော်မရှင်တပ်တွေကတိုက်ပွဲဖြစ်ပွားတာမရှိဘဲနိုဝင်ဘာ16ရက်နေ့19ရက်နေ့တွေမှာကေပူပေါင်းတပ်တွေတင်ပိုက်ထားတဲ့ခေါလံဖူးနဲ့ဆော့လုံမြို့နယ်အဆက်ကလာဟီစင်စခန်းဘက်ကို ဂျက်ဖိုင်တာနဲ့ပုံကျဲတက်ခိုက်တာတွေပြုလုပ်ခဲ့ပြီးနေရဲလီချောင်းကနေကင်းထောက်တာတွေပုံမှန်လှုပ်ဆောင်နေတယ်လို့ဒေတာခန့်တွေစီးရသိရပါတယ်ကျမဟနာပါ